မင်္ဂလာပါဒီကနေ့2025ခုနှစ်နိုဝင်ဘာလ9ရက်နေ့ညနေခင်းတိတွေ့ရှိထားတဲ့သတင်းတွေကနေမှထူးခြားသတင်းများကိုရွေးချယ်ပြောပြပေးသွားမှာဖြစ်ပါတယ်ဒီကနေ့အတွက်ထူးထူးခြားခြားသတင်းတွေကတော့တခိုင်ကမျိုးလေးမျိုးကိုပြန်ပေးဖို့တရုတ်ကနေတဆင့်စစ်ကော်မရှင်ကတောင်းနေဆိုတဲ့သတင်းညဉ့်ဉန်းစကားများပြောဆိုခဲ့တဲ့အဆိုတော်ဝင်းကဒဲဝင်းအောင်ပါဝင်16ဦးကိုပုံမှန်3ခုနဲ့ဖမ်းဆီးအမှုဖွင့်လိုက်ပြီဆိုတဲ့သတင်းဝလမျိုးနယ်အတွင်းစစ်ကြောင်းထိုးမိရှို့နေတဲ့ စစ်ကြောင်းကိုရှားပြတ်တိုက်ခိုက်ရမှာစစ်သား18ဦးတေဆုံးပြီးတော့အကြမ်းဖက်စစ်တပ်ကအလောင်းတွေကို ဖြစ်တယ်လို့စွန့်ပစ်ထားခဲ့တယ်ဆိုတဲ့သတင်းစားရှိတဲ့သတင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ပထမဆုံးထူးခြားတဲ့တဲ့ဘုံအနေနဲ့ရခိုင်ကမြို့လေးမြို့ကိုပြန်ပေးဖို့အတွက်တရုတ်ကနေတဆင့်စစ်ကော်မရှင်ကနေတောင်းဆိုနေတယ်ဆိုတဲ့သတင်းမှာအေကပြန်ပေးဖို့ညှိဆိုရာကနေ ်အညိုတင်းနဲ့ရခိုင်လူနေရက်ကွက်တွေကိုဘုံကျဲနေတာလို့လည်းပြောပါတယ်။စစ်ကောင်မရှင်ကအာရကတတော် AA တိုက်ခိုက်သိမ်းပိုက်ထားတဲ့မြို့တွေအထက်ကမှဘွားတန်တွဲတောင်ကုတ်အန်းတို့ကိုရေကောက်ပွဲပြုလုပ်ဖို့အတွက်ပြန်ပေးဖို့တရုတ်ကနေတဆင့်တောင်းဆိုတယ်လို့သိရပါတယ်။အာရကတတော် AA ကအသက်သွေးတွေကိုပေးဆက်ပြီးတိုက်ပွဲဝင်ရယူထားတဲ့မြို့တွေကိုပြန်ပေးဖို့ငင်းဆိုရာကနေရခိုင်လူနေကျေးရွာရက်ကွက်တွေကိုအညိုတင်းနဲ့စက်တိုက်ဘုံကျဲနေတာဖြစ်တယ်လို့သိရပါတယ်။ဒီလိုတောင်းဆိုတာနဲ့ပတ်သက်ပြီးတော့အာရကတတော် ပြောရေးဆိုခွင့်ရှိသူဥခိုင်တုကကိုတက်သွဲမေးမြန်းလို့မရသေးသလိုအေဘက်ကလည်းတရားဝင်သစုံတရားထုတ်ပြန်မှုမရှိသေးတာဖြစ်ပါတယ်။ရခိုင်ကမြို့နယ်14ခုအထိလက်လွတ်ထားရတဲ့စစ်ကောင်စီကလက်ကျန်မြို့များကိုကာကွယ်ရန်နဲ့ဆုံးရှုံးမြို့များကိုပြန်လည်ထိန်းချုပ်နိုင်ရေးတံပြန်ထိုးစစ်ဆင်အစီအစဉ်များကိုပြင်ဆင်နေကြောင်းဒေသခံများနဲ့စစ်ရေးအကဲခတ်သူများကပြောပါတယ်။စစ်ကောင်စီကပုံနာကျုံးကိုပြန်လည်သိမ်းပိုင်နိုင်မှာကအုပ်ချုပ်ရေးဗဟိုချက်ဖြစ်တဲ့စစ်တွေမျိုးရဲ့လုံခြုံရေးကို မြင့်တင်နိုင်တဲ့အပြင်ဘူးတီတောင်မောင်းတော်ရတိတောင်စတဲ့တခိုင်မြောက်ပိုင်းကိုစစ်ရေးအရထိန်းချုပ်ရန်အတွက်အခွင့်လန်းများရှိနေကြောင်းလည်းသုံးသပ်နေကြပါတယ်။အာရခတ်တော်အေကခုခံကာကွယ်ရန်အသင်းရှိနေပြီးတော့လက်ရှိမှာစစ်တီအင်အားဒေသခံလူထုရဲ့ထောက်ခံမှုနဲ့စစ်ရေးအတွေ့အကြုံများအရအသာစီးရနေတာကြောင့်စစ်ကောင်စီရဲ့ထိုးစစ်ကိုခြေဖြတ်နိုင်မယ်လို့လည်းသုံးသပ်နေကြပါတယ်။လက်ရှိမှာစစ်ကောင်စီဟာအေအေထိန်းချုပ်ဒေသကစစ်ဘေးရှောင်နဲ့ရပ်သားနေထိုင်ရာကျေးရွာစတင်ကြောင်း ။စစ်ဘေးရောင်စခန်းများကိုလက်နက်ကြီး၊လေကြောင်းတိုက်ခိုက်မှုများပြင်းပြင်းထန်ထန်ပြုလုပ်နေတာကြောင့်အရက်သားထိခိုက်သေဆုံးမှုအရေတွက်တွေလည်းတိုးလာတာဖြစ်ပါတယ်။အေအေတမူးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကလည်းရခိုင်မျိုးသားအဖွဲ့ချုပ်ဥက္ကဋ္ဌအရခတ်တက်တော်အေအေတမူးချုပ်အရခတ်တက်တော်ရဲဘော်ရဲဘတ်တွေနဲ့ရခိုင်မျိုးသားအဖွဲ့ချုပ်ပြည်သူ့ဝန်ထမ်းတွေအားလုံးကပြည်သူတွေရဲ့အမျှော်လင့်ချက်ဆန္ဒတွေအမြန်ဆုံးပြေဝဖို့ဆက်လက်ကြိုးစားရုန်းကန်တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့ထုတ်ပြန်ခဲ့ပါတယ်။ဖြစ်ကောင်စီကရွေးကောက်ပွဲလုပ်ဖို့အတွက် အဓိကဖြစ်တဲ့ရခိုင်ပြည်ရဲ့မျိုးလေးမျိုးကိုတရုတ်ကနေတဆင့်အေတက်ကိုတောင်းခိုင်းနေတယ်လို့သိရပါတယ်စစ်နိုင်နေတယ်ဆိုပြီးတော့ကိုဘကကိုမတိုက်ပဲမေဂျော်ဒွေးတော်လွမ်းနေတာလည်းဖြစ်ပါတယ်အဲ့ဒီလိုတောင်းဆိုတဲ့အချိန်မှာအေတမှုချုပ်ဘူချုပ်ထုံးမြတ်နိုင်ကရင်းဆိုလိုက်တယ်လို့သိရပြီးတော့ရင်းဆိုလိုက်တဲ့အချိန်မှာပဲအကြမ်းဖက်စစ်တပ်ရဲ့မင်းအောင်လိုင်ကရခိုင်ပြည်ရဲ့မျိုးတွေလူနေဆောက်ယူလူနေကြေးရွာတွေအပြင်စာတင်ကျောင်းစစ်ဘေးကျောင်းနေရာတွေကိုပါညှဉ်းတွန်းပြီးတော့ ဘုံကျဲတိုက်ခိုက်မှုတွေလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်လာတာဖြစ်ပါမယ်ဘလောက်ပဲညွန့်တွန်းတွန်းအေအေရဲ့တမှုချုပ်ဘုတ်တွုံမြတ်နိုင်ကပြည်သူတွေရဲ့ဆန္ဒအမြတ်ဆုံးပြေဝဖို့စုံတီတိုက်ပွဲဝင်သွားမယ်လို့လည်းထုတ်ပြန်ခဲ့တာကိုတွေ့ရပါတယ်တက်လက်ပြီးတော့အထူးခြားသတင်းတစ်ပုဒ်ကိုဆက်ပြောရမယ်ဆိုရင်အစိုးရဝင်းအပါဝင်16ဦးကိုစစ်ကော်မရှင်ကဖမ်းဆီးခဲ့တယ်ဆိုတဲ့သတင်းမှာရန်ကုန်မြို့တင်ငန်းချုပ်မြို့နယ်မှာပြုလုပ်ခဲ့တဲ့ဖြောပင်ပွဲမှာညဉ့်ဉန်းတဲ့စကားတွေပြောဆိုပြီးတော့တီဆိုကခုံချင်းများပြုလုပ်ခဲ့တာကြောင့် ဆိုတော့ဝင့်ခေါ်ရဲဝင်အောင်ပါဝင်16ဦးကိုဖမ်းဆီးမှုဖွင့်ထားကြောင်းစစ်ကော်မရှင်ကနေ့ကနိုဝင်ဘာ10ရက်နေ့ညပိုင်းမှာထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။တင်ငန်းညို့မျိုးနယ်တူဝနာ26ရက်ကွက်ပေါ်ဆမ်းမွေလမ်းပေါ်မှာရှိတဲ့ Aston Yangon Event ပတ်မှာပြီးခဲ့တဲ့နိုဝင်ဘာ2ရက်နေ့ကပြုလုပ်တဲ့ Overflow Music Festival ပွဲမှာတီဆိုဖျော်ဖြေခဲ့ကြခြင်းဖြစ်ပါတယ်။ဖျော်ဖြေရမှာအများကြီးသူတွေကိုစိုးရိမ်ထိတ်လန့်မှုဖြစ်ပေါ်စေပြီး ညဉ့်နှင်းတဲ့စကားတွေပြောဆိုကနာရောက်ကြည့်ရှုတဲ့ပရိသတ်များအတွင်းကိုကိုနှုံးများဖြန့်ကျဲပြီးတဲ့နောက်ဒီဆိုဖျော်ဖြေခဲ့တာဖြစ်ပါတယ်။ဒါကြောင့်ဆိုတော်ဝင်းနဲ့ဘဂူဘိန်းတို့နှစ်ဦးပါဝင်စင်မော်တက်ရောက်ပြီးကခုံချင်းဗီဒီယိုရိုက်ချင်းများဆောင်ရွက်ခဲ့တဲ့မျိုးသား73ဦးနဲ့ဝက်စီစဉ်သူများဖြစ်ကြတဲ့မတ်တင်ရတနာသိမ့်ကိုဟန်လင်းထက်နဲ့ကိုအောင်ခန့်မော်တို့ကိုဖမ်းဆီးခဲ့ကြောင်းဖော်ပြခဲ့ပါတယ်။ဆိုတော်ဝင်းကို ။နိုဝင်ဘာ6ရက်နေ့မွန်လွဲပိုင်းမှာသူဝနနိုင်ပြည်ရဲစခန်းကိုစိတ်ဆက်ခေါ်ယူဖမ်းဆီးခဲ့ခြင်းဖြစ်တယ်လို့လည်းစစ်ကော်မရှင်ကပြောပါတယ်။လက်ရှိမှာဖမ်းဆီးထားတဲ့16ဦးကိုတင်ငန်းကျွန်းမြို့နယ်သူဝနနိုင်ပြည်ရဲစခန်းမှာရာဇသက်ကြီးပုံမှ905ကာကြီးနဲ့မှုဖွင့်ထားကြောင်းလည်းထုတ်ပြန်ပါတယ်။စစ်ကော်မရှင်ကဖမ်းဆီးထားတဲ့သူများကရန်ကုန်နဲ့မန္တလေးကဖြစ်ကြပြီးထို့ထဲမှာအသက်16နှစ်အရွယ်မျိုးသားတအူးလဲပါဝင်ဒီကိုတွေ့ရပါတယ်။အဆိုတော်ဝင်းခေါ်ရဲဝင်းအောင်အပါဝင် 16ဦးကိုပုံမှန်3ခုနဲ့ဖမ်းဆီးအမှုဝင်ထားပြီးဖြစ်ကြောင်းစစ်ကောင်မရှင်ကမနေ့ကနိုဝင်ဘာ၈ရက်နေ့မှာထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။အသက်ပေးတော်မှာအဖမ်းခံရတဲ့အခြေအနေမှာသူတော်တယောက်အနေနဲ့စင်မော်တက်ပြီးရိုင်းဆိုင်ငင်ညမ်းတဲ့စကားတွေကိုပြောတာအတွက်ကြောင့်ဖမ်းဆီးခံရတာမထူးခြားပါဘူးခင်ဗျာ။လူပညာရှင်တယောက်ဆိုတာကတော့နမကြီးတာနဲ့အမျှပြိသက်တွေရဲ့လေသာတူယူခြင်းခံရတာဖြစ်ပါတယ်။ဒါကြောင့်မို့လို့လူပညာရှင်တွေကအပြုအမူအနေထိုင်ပြောဆိုကအစချိန်ချင်ရတာဖြစ်ပါတယ်။ ကိုကြိုက်တဲ့နုပညာရှင်ရဲ့အပြုအမူအနေထိုင်အသွင်ပြင်ငါအစပြည်သက်တွေကလိုက်ပြီးတော့အတူယူတတ်တာဖြစ်ပါတယ်ဥပမာပြောရရင်တရုတ်ဆောင်တွေးဆိုရင်လည်းသူရဲ့သပင်ကေကအစပြည်သက်တွေကလိုက်ပြီးတော့အတူယူတာဖြစ်ပါတယ်တချို့နုပညာရှင်တွေဆိုရင်ကြော်ညာလက္ခဏာကအစ online ဂိမ်းတွေကာစီနိုတွေဂိမ်းမောင်းငါးရတွေကိုကြော်ညာတာကြောင့်မြန်မာပြည်သူတွေရဲ့အတူယူမှမှုကြောင့်ပျက်စီးသွားရတဲ့စီးပွားရေးတွေလည်းအများကြီးရှိတာသိရပါတယ် ဒီဆိုတော့ဝင့်ပြောခဲ့တဲ့ဇာတ်ကားတွေကိုပြန်ပြီးတော့ဝေဖန်ရမယ်ဆိုရင်သူပြောခဲ့တဲ့ဇာတ်ကားတွေကတိုင်းဆိုင်ပါလေဒါပေမဲ့ဟိုမှန်တဲ့ဇာတ်ကားတွေလည်းရှိရပါတော့ဒါပေမဲ့သူပြောတဲ့သကလုံးတွေသကလုံးရွေးချယ်မှုတွေမှားယွင်းတယ်ရိုင်းဆိုင်တယ်ပြောတဲ့နေရာတော့လွဲနေတယ်ပေါ့နော်ဒီရှိုးဘဲကိုလာတဲ့အထဲမှာလူငယ်တွေလည်းပါနိုင်တယ်လို့ကလေးတွေလည်းပါနိုင်တယ်လူကြီးသူမတွေလည်းအဖို့အဖြစ်လိုက်လာပြီးတော့ကြည့်ရှုတာတွေလည်းရှိနိုင်တယ် ဲ့ဒီနေသားမှာဒီလိုစကားတွေကိုပြောခဲ့တဲ့အတွက်ကြောင့်ရေးယူခံရတာကဖြစ်တင်ပါတယ်လို့ပဲပြောချင်ပါတယ်နောက်ဆုံးထူးခြားသတင်းတစ်ပုဒ်အနေနဲ့ဝက်လက်မျိုးအတွင်းစစ်ကြောင်းထိုးမိရှုပ်နေတဲ့စစ်တပ်ကိုဓာတ်ပြန်တိုက်ခိုက်မှုမှာစစ်သား18ဦးဒီဆုံးပြီးတော့စစ်တပ်ကအလောင်းများကိုဖြစ်တယ်လို့ပြစ်ထားခဲ့တယ်ဆိုတဲ့အထင်းမှာသခိုင်းနဲ့ဝက်လက်မျိုးအတွင်းစစ်ကြောင်းထိုးမိရှို့နေတဲ့ဂျမ်ဘတ်စစ်တပ်ကိုဓာတ်ဖြတ်တိုက်ခိုက်ရမှာစစ်သား18ဦးတေဆုံးပြီးတော့အလောင်းများသိမ်းဆည်းရရှိခဲ့ကြောင်း ပြည်သူ့အစည်းအကမ်းတော်လှန်ရေးတပ်ဖွဲ့မှတာဝန်ရှိသူတဦးကပြောပါတယ်။နိုဝင်ဘာ6ရက်နေ့မှာဝါလက်မြို့နယ်ရွာသားကြီးရွာမှာထွက်လာတဲ့အင်အား180ခန့်ပါတဲ့စစ်တပ်စစ်ကြောင်းကရွာစဉ်ပတ်ပြီးတော့မိချုပ်ပြီးဝါလက်မြို့တွင်ရှိအထိုင်စခန်းကိုတွားရောက်တဲ့အချိန်မှာတော်လှန်ရေးတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။တက္ကမှုအတွင်အကြမ်းမစစ်တပ်က စစ်သား18ဦးသေဆုံးပြီးတော့စစ်ကြောင်းအတွင်တက်ပြတ်ပြီးဝါလက်မြို့တွင်ရှိစစ်တပ်အထိုင်စခန်းကိုစုပ်ပြေးသွားကြောင်း တိုက်ပွဲအတွင်းဒေါ်လာ1တက်ဖွဲ့မျိုးဘက်ကလည်းရဲဘော်တအူထိခိုက်တိုင်ရန်ရရှိခဲ့ကြောင်းသိရပါတယ်။စစ်ခွေးတွေကလက်နက်တွေကုန်ရအောင်တဲပြီးအလောင်းတွေကိုစွန့်ပစ်ထားခဲ့တာပါ။တိုက်ပွဲအတွင်းမှာတော့စစ်ခွေး16ကောင်တေဆုံးပါတယ်လို့ပြည်သူ့အစိုးရဒေါ်လာ1တက်ဖွဲ့ကတာဝန်ရှိသူကပြောပါတယ်။အဆိုပါတိုက်ခိုက်မှုကိုပြည်သူ့အစိုးရဒေါ်လာ1တက်ဖွဲ့လျက်စီးပြောက်ကြားတက်ဖွဲ့နဲ့နောက်တော်နဂါတက်ဖွဲ့အပါဝင်ဒေါ်လာ1တက်ဖွဲ့များကပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ ကျွမ်းမနိုင်ကြီးမင်းကြီးရဲ့ရှို့ဆိုတဲ့သကပုံအတိုင်းပဲဒေါ်လာရေးတစ်ဖွဲ့တွေနဲ့ရှင်ပြိုင်တိုက်ခိုက်ရမှာမနိုင်တဲ့အတွက်ကြောင့်ပြည်သူတွေရဲ့နေအိမ်တွေပြည်သူတွေရဲ့အသက်တွေကိုညှိုးတိမ်းနဲ့လိုက်လံဖျက်ဆီးတပ်ဖြတ်နေတာဖြစ်ပါတယ်။စစ်ကောင်စီကရွေးကောက်ပွဲနီလာတာနဲ့အမျှနေမည်စိုးမိုးရေးကိုသာအဓိကထားနေပြီးတော့ရွာလုံးကျုပ်မိရှူတာမျိုးတွေတိုးဝလာတာကိုလည်းတွေ့ရပါတယ်။စစ်မဖြစ်တဲ့ဒေသတွေကပြည်သူတွေပါ ဒီကြောင့်ကနေဘုံကျဲတိုက်ခိုက်မှုတွေရွာလုံးကျွမီးရှို့ခံရမှုတွေကြောင့်စစ်ဘေးရှောင်အခြေအနေကိုကြောက်ရှိနေတာဖြစ်ပါတယ်။နေအိမ်တွေကိုမီးရှို့ဖျက်ဆီးခြင်း၊ဒီကြောင့်ကနေတိုက်ခိုက်ခြင်းနဲ့ပြည်သူတွေကိုဖမ်းဆီးတပ်ဖြတ်ခြင်းတွေကနေစင်တဲ့အမြမြင့်တက်လာတာဖြစ်ပါတယ်။ကိုပြပြသွားခဲ့တာကတော့နိုဝင်ဘာလ9ရက်နေ့ညနေခင်းတိတွေ့ရှိထားရတဲ့သတင်းတွေကမှထူးခြားသတင်းတွေပဲဖြစ်ပါတယ်။ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။